ဇလန်းစားမှာတော့မြို့လက်ကောင်မှာရှိတဲ့ပြာကန်းတစ်ခုမှာတံပိုးကြီးရနာတစ်ခုကိုလေးလံပြပွဲကျွမ်းပနေပါတယ်။အဲ့ဒါကိုစောင့်ကြည့်နေတဲ့ဇုံတယောက်ကလည်းရှိနေပြန်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ AMD Game Show နေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ Neo V Skin နဲ့ Yes Story Line ရာဘယ်လိုကလူစိုးလဲ၊ဘယ်လိုတွေကလူကောင်းလဲဆိုတာကျွန်တော်ပြောပြသွားပေးမှာပဲဖြစ်ပါတယ်။စောင့်ကြည့်နေတဲ့ဇုံတယောက်ကဒင်္ဂါပြားတစ်ခုကိုလှည့်လိုက်ပြီးတော့ပြာကန်းရှိရာအောက်ထပ်စီကိုတိုက်ပေါ်ကနေပဲတဟုန်တို့ခုံစင်းချလိုက်ပါတယ်။အဲ့ဒါကတော့ယူပါမချူချာတဲ့လင်းမဲဖြစ်ပါတယ်။ ရုပ်ရည်ဆိုလို့ပြာကန်းတစ်ခုလုံးဖုံလုံးနေနဲ့ဖုံးအုပ်သွားပြီးတော့တံပိုးကြီးရန်နာဖြစ်တဲ့မတ်စတစ်ဗရမားလုံးကိုလင်းရခိုးယူပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ပြာကန်းရဲ့လုံခြုံရေးကိုတာဝန်ယူထားတဲ့ရက်တတာဘရော်ဒီယာလည်းလင်းရဲ့နောက်ကိုလိုက်ပြီးတော့ဗရမားကိုပြန်ယူလင်းကိုဖမ်းဖို့ကြိုးစားပါတော့တယ်။ဒီဖြစ်ပျက်တွေကိုစောင့်ကြည့်နေတဲ့ဇုံတယောက်ကလည်းရှိနေပြန်ပါတယ်။အဲ့ဒါကတော့တရားသူကြီးမဖာစာပဲဖြစ်ပါတယ်။ဒီဖြစ်ပျက်တွေအားလုံးကိုဖာစာစောင့်ကြည့်နေခြင်းအတွင်းမှာပဲလင်းနဲ့ဘရော်ဒီတို့ထိတ်တိုက်တွေ့ဆုံကြပြီးတော့တိုက်ပွဲတစ်ခုဖြစ်ဖို့အကြောင်းဖန်လာပါတော့တယ်။ င်းနဲ့ဘရော်ဒီတို့တိုက်ပွဲတစ်ခုအပြင်းထန်ဖြစ်ပွားနေတဲ့အချိန်မှာပဲတရားသူကြီးမင်းဖာဇာ Justice Call လို့ခေါ်တဲ့ခလုတ်တစ်ချက်ကိုနှိပ်လိုက်ပြီးတော့အဖို့ဝင်အားလုံးကိုခေါ်ယူလိုက်ပါတယ်။အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Fredin နဲ့ Lyria တို့ရောက်ရှိလာပြီးတော့လက်ရှိဖြစ်ပျက်ကိုဖြေရှင်းကြပါတော့မယ်။လင်းရရောဒီပြမှုကနေလွတ်မြောက်သွားမလား။ဘာဒီဘလိုဆက်ဖြစ်သွားမလဲဆိုတာဘရာဒါတို့ဘလိုထင်လဲမမမှန်းခဲ့ကြပါဘူးဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ် see you guys